စီအစီအစဉ်ပေါင်းကြခဲ့တဲ့အမှတ်တမ်းများကိုသိသိထားရန်တရားရုံးအမိန့်ချဟုတ်ဒီအဖွဲကိုတိုက်ခိုက်မဲ့အစီအစဉ်တွေပေါက်ကြားခဲ့တဲ့ signal application ထဲက message တွေကို ထိမ့်သိမ်းထားဖို့ Federal တရားသူကြီးတူကအစိုးရ agency တွေကိုအမိန့်ပေးခဲ့ပါလိမ့်။ပြီးခဲ့တဲ့မတ်လ17ရက်ကနေ25ရက်အတွင်းမှာပေးပို့ခဲ့တဲ့ message တွေကိုဖျက်မဖြစ်ပုံခရိုင်တရားသူကြီးဂျင်းဘူဘက်ကအမိန့်ပေးခဲ့တာဖြစ်ပြီးဒီကလာဟာ The Atlantic သတင်းဌာနရဲ့ editor ကြောင့် Jeffrey Goldberg ဂရုထဲကိုရောက်ရှိခဲ့တဲ့ကာလလေးဖြစ်ပါတယ်။ကြီးခဲ့တဲ့မတ်လ24ရက်မှာဟူဒီသဘောအဖွဲ့ကိုတိုက်ခိုက်မဲ့အစီအစဉ်တွေပေါက်ကြားခဲ့ကြောင်းသတင်းစာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီးဒီနောက်ပိုင်းမှာ Federal မှတ်တမ်းဥပဒေကိုချိုးဖောက်မှုနဲ့အစိုးရအရာရှိတွေကိုစောင့်ကြည့်ရေးအဖွဲ့တချို့ကတရားစွဲဆိုတာတွေလုပ်ထားပါတယ်။ဒီတဲ့မနေ့ကမတ်လ28ရက်မှာကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီးဒီအမှုကတရားခွင်မှာ ဆက်စစ်ဆေးဖို့အတွက်မှတ်တမ်းတွေကိုထိန်းသိမ်းထားဖို့တရားသူကြီးကအမိန့်ပေးခဲ့တာပါ။ Signal application ထဲက group chat ခုမှာအမေရိကန်အကြီးတန်းအရာရှိတွေစီးရဲအစီအစဉ်တွေဆွေးနွေးခဲ့တာဖြစ်ပြီးဒီ group ထဲကသတင်းထောက်တရားကိုမတော်တဆအထည့်မိသွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တာပါ။ ဒီဂရုချက်ထဲမှာစစ်စင်ထားတဲ့စီးရဲတိုက်ခိုက်မှုအသေးစိတ်အချက်အလက်တွေကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးပေဟပ်ဆက်ကမျှဝေခဲ့တယ်လို့ဆိုဆွဲခံထားရပေမဲ့ပေ့စ်ကတော့စီးရဲအစီအစဉ်တွေကိုဘယ်သူမှအစာမပုတ်ခဲ့ဘူးလို့ညင်ထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်